ဘရာဇီးလီပြောင်းအန်ဆယ်လော့တီကနာမည်ကျော်ကစားသမားနေမာဟာသူတို့အသင်းအတွက်အရေးပါဆဲဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အသက်33နှစ်ကျော်ပြီဖြစ်တဲ့နေမာဟာဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီးနီးပြအန်ဆယ်လော့တီလက်ထက်ဘရာဇီးသင်းမှာကစားခွင့်မရသေးပါဘူး။ဒါပေမဲ့အန်ဆယ်လော့တီက နေမဟာအတင်းအတွက်အရေးပါဆဲဖြစ်ပြီးဘယ်နေရာမှာမဆိုကစားနိုင်သူဖြစ်တယ်လို့လည်းပြောကြားခဲ့ရတာပါအန်ဆယ်လော့ဒီကနေမနဲ့ဟိုတယ်မှာကျွန်တော်တွေ့ပြီးပါပြီကျွန်တော်တို့ပွေဖက်နှုတ်ဆက်ခဲ့ကြတယ်နေမသာစက်ခံမှုပြေဝမယ်ဆိုရင်သူဟာဘယ်နေရာမှာမဆိုကစားနိုင်သူဖြစ်ပါတယ်ပါရာဂွေးနဲ့ပွေမှာနေမရဲ့နံပါတ်10နေရာကိုကုညာကစားခဲ့ပါတယ်အိမ်မြာမာနေမာကပြိုင်ဘက်တင်းကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်လို့ပြောကြခဲ့ပါတယ်။နေမာဟာဘရာဇီးလရဲ့စစ်တင်းအတွက်128ပွဲမှာ89ဂိုးသွင်းယူထားပြီး အသင်းသမိုင်းမှာဂိုးသင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေတာပါနေမာဟာ2026ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးသင်းနဲ့အတူပြိုင်ပွဲဝင်နိုင်ဖို့စိတ်အားထက်သန်နေပြီးချန်ပီယံဆုကိုရယူနိုင်ဖို့မျှော်လင့်နေရလို့သိရပါတယ်